ပေါ်ပေါ်ညီမချင်းလေးကိုစန္ဒဆိုင်အပြင်နာဆင်ပေးကြပရိသတ်များအောင်လို့မေးမလာပါရှင်။ကျမရဲ့ channel လေးကနေပြောပရိသတ်တွေအတွက်ကျမရင်းနဲ့ဘုသူတရားဝေရာကြတွေကိုအမြဲတည်းဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနာဆင်နိုင်ဖို့အတွက်ဘလိုကြောင့်ရလေးကိုအမြဲတည်းဆက်ပေးသွားမလဲဆိုတာပရိသတ်တွေကပြောလေးကိုအဆုံးထိလိုက်ပါလို့ကြည့်ရှုပေးပါဦးနော်။ ဒီနေ့မှာတော့ပြည်သူတွေအတွက်မျှဝေပေးသွားဖို့ရွေးချယ်ပေးထားတဲ့အကြောင်းအလေးကတော့တင်မာမဲ့ကင်ဆာရှိမရှိအလဲတည်နိုင်မဲ့အချက်တွေကိုမျှဝေတင်ဆက်ပေးထားမှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကပြည်သူတွေအတွက်အကျိုးရှိစေမယ်လို့မျှလင့်ပါတယ်။ကြည့်တာဆိုရင်တော့ဒီစီစဉ်လေးကိုအခုပဲစတင်လိုက်ရအောင်နော်။တိခနာကိုဘောကမေရီဟာတင်းတင်းတလောက်မယိုရှင်လာပါဘူးယိုယိုမဲ့လေးတွေကို melanocytes nevus လို့ခေါ်ပြီးကင်ဆာဖြစ်စေတဲ့မေရီကိုတော့ malignant melanoma လို့ခေါ်ပါတယ် ရုံးမဲ့လေးရေထဲမှာတချို့ director ကကင်ဆာပြောင်းသွားတယ်လို့ဆော့ဆော့တီးဖို့အရေးကြီးလာပါတယ်။ဒါဆိုရင်ဘလိုမဲ့တွေကကင်ဆာလက္ခဏာတွေရှိနေရလဲ။မဲ့တချမ်းနဲ့တချမ်းမညင်မညာဖြစ်လာမယ်။မဲ့ရဲ့ပေးပက်လေးမှာပုံမှန်မဟုတ်ဘဲမညင်မညာဖြစ်လာမယ်။အရင်အယောင်နဲ့မကြွဘဲအယောင်ရုတ်တရက်ပြောင်းလာမယ်။မဲ့ရဲ့စားကပူပူကြီးလာမယ်။မဲ့နဲ့ပက်ပက်လေးမှာ အနာသာမညင်မညာဖောင်းကြမြင့်တက်လာမယ်။အရင်နဲ့မကြွအရွယ်စားပုံစံပြောင်းလာမယ်။ ။စားရဲချက်တွေကိုသတိထားမိလာပြီဆိုရင် အရေးပြားဆရာဝန်နဲ့တွေ့ရောက်စစ်ဆေးတိုင်ပင်တင်ပါတယ်။အရေးပြားကန်စာကခရံလွန်ရောက်ခြင်းနဲ့ကြကြချီတွေ့ပါများခြင်းကြောင့်ဖြစ်တတ်ပြီးအသားဖြူသူများမှာပို့ဖြစ်များပါတယ်။ဒါကြောင့်နေပူရဲသွားတိုင်းအကာအကွယ်အနေနဲ့အထီးအုပ်ထုပ်ဆောင်သင့်ပြီးစံခရံများလင်းခြင်းဖြစ်လေကောက်ွယ်နိုင်ပါတယ်။ကဲပရိတ်တရူလေအခုပဲတင်ကူပေါ်အမဲလေးတွေကိုအပေါ်အချက်လေးတွေနဲ့ဆက်စစ်ကြည့်လိုက်ရအောင်နော် ။ဟုတ်ကဲ့ပါရှင်ဒီနေ့ပြပြပြသွားတဲ့အကြောင်းလေးကတော့တင်မာမဲ့ကင်ဆာရှင်မရှင်အလွယ်သိနိုင်မဲ့အချက်တွေကိုပြပြတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ တင်းခန္ဓာကိုယ်ရဲ့မှာဒီလိုလက္ခဏာတွေပြသနေပြီဆိုရင်တော့တင်းနေနဲ့မပေါ်စားတင်မယ်။အရည်ပြားဆရာဝန်နဲ့တရားတိုင်ပင်ပြီးတော့တွေ့ရဆေးကုသမှုခံရတင်ပါလို့အကြံပြုရင်းနဲ့ဒီကနေ့ရဲ့ကျမရဲ့မျှဝေတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ဒီဗီဒီယိုကပရိသတ်တွေအတွက်အကျိုးရှိစေရဆိုရင်တော့ကျမရဲ့ channel ကို like နဲ့ subscribe နဲ့ပြီးအားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။